စ္စာသိအောင်လုပ်ပါလို့တိုက်တွန်းခြင်းပါလေသုခပါဗျာဒါကြောင့်မလို့သတ္တဝါတွေကဘာကြောင့်တန္တရာဝိဒုက္ခကမလွတ်နိုင်ကြတယ်လဲဘာကြောင့်တန္တရာရှိတယ်လဲလို့မေးလို့ရှိရင်အမှန်တရားလေးခုသစ္စာလေးပါမသိကြလို့တန္တရာရှိတယ်လို့မှတ်ကြသုခပါဗျာဖះဖြစ်တော်မူလာတာသတ္တဝါတွေကိုသစ္စာတရားဟောပြဖို့ဖះပွင့်လာတာပဲလို့ဟောတော်မူတယ်သုခပါဗျာ ရားကလက်ဆံမလိခင်တန်တရာတစ်ချောင်းမှာပုံစံမျိုးမျိုးအဖြစ်မျိုးမျိုးနဲ့ကျင်လည်ခဲ့ရပြီ။တင်တို့လူတွေဟာလည်းဒီအတိုင်းပဲအဖြစ်မျိုးမျိုးပုံစံမျိုးမျိုးအထွေထွေနဲ့ကျင်လည်ခဲ့ကြရတာပဲ။ခုကမှဘုရားရှင်အမှန်တရားသစ္စာလေးပါးသိမြင်ပြီးဘုရားဖြစ်တော်မူခဲ့တယ်။ဒီအချိန်မှာတန်တရာဒုက္ခမျိုးမျိုးတွေကကြွက်လွခွင့်ရပြီ။တန်တရာဇတ်သိမ့်ခဲ့ပြီ။ဒါကြောင့်တင်တို့သတ္တဝါတွေရဲ့တန်တရာဒုက္ခမြင်လို့သိလို့ဒီလောကကလွတ်မြောက်နိုင်အောင်သစ္စာတရားဟောပြဖို့ဘုရားပွင့်လာရတာပဲလို့ဟောတော်မူတယ်။မှန်ပါဗျာ။ ဒီတော့တန်တရာဒုက္ခကလွတ်ခြင်းရင်တန်တရာတိုးခြင်းရင်သစ္စာသိဖို့လိုတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ်ကြပြီလားမှန်ပါပါဗျာသစ္စာသိအောင်ဘာလုပ်ရမလဲလို့မေးเสียရှိတယ်ဝိပဿနာအလုပ်လုပ်ရမယ်လို့မှတ်လိုက်ကြမှန်ပါပါဗျာဒါကြောင့်ဒကာဒကမတွေသစ္စာသိခြင်းရင်ဝိပဿနာရှုရမယ်မှန်ပါပါဗျာဝိပဿနာမရှုရင်မသိနိုင်ဘူးမှန်ပါပါဗျာဝိပဿနာရှုမှသာသစ္စာသိနိုင်မှာမရှုရင်ပြောတဲ့ညာသစ္စာပဲသိမယ်ဆိုတာမှတ်ကြမှန်ပါပါဗျာ ဝိပဿနာရှုမှသစ္စာကိုအဟုတ်သိဖြစ်မှအဲ့ဒီလိုသိမှသမုဒယသိမှသမုဒယသိအောင်သိတဲ့အသိမှသစ္စာဆက်ပဲလို့ဆုံးဖြတ်ချက်ချကြ။မှန်ပါဗျာ။သစင်ကြအနုတဝနာအသိမျိုးစာသိမျိုးမဟုတ်ဘူး။ငဲ့ညာနဲ့ထိုးတမြင်သိတဲ့အသိမျိုးသာလိုတယ်လို့မှတ်လိုက်ကြ။မှန်ပါဗျာ။သစ္စာသိရမယ်ဆိုတော့သစ္စာကိုတခြားမှသွားသိဖို့မဟုတ်ဘူး။သစ္စာကမိမိခန္ဓာထဲမှာသိအောင်ရှိတယ်။ခန္ဓာထဲမှာရှိတဲ့ယုံနံကလေးတွေကိုမြင်အောင်သိအောင်ကြည့်ရမှာပဲ။ ခန္ဓာမှာယုံနိုင်လေးတစ်ခုခုပေါ်လာရင်ဘယ်လိုဖြစ်တယ်လဲလို့ဉာဏ်နဲ့အကဲခတ်ကြည့်ရင်ပေါ်လာတဲ့ယုံနိုင်လေးကဖြစ်ပြီးပြတ်သွားတာကိုတွေ့မြင်ရမယ်။မှန်ပါဗျာ။အဲဒီလိုဉာဏ်နဲ့ဖြစ်ပြတ်ဒုက္ခသစ္စာကိုမြင်ရတွေ့ရမှာသစ္စာတိတာပဲလို့မှတ်လိုက်ကြ။မှန်ပါဗျာ။ပဲဒီရင်တော်ကြသော။မှန်ပါ ။ညောင်ရီရုံမြင့်တန်ကြားပြည်သက်များရှင်။တက္ကရာ1986ခုနှစ်မှာအရှင်ဝိမလဟာသက်တော်26နှစ်သိခါတော်6ဝါရှိပြီဖြစ်ပါတယ်။ဆရာကောင်းတို့ရဲ့ပိသစွာဖြင့်အဘိဓမ္မာညဝါများကိုနိုင်နိုင်နင်းနင်းတွင်တွင်ကျဲကျဲပို့ချနိုင်ခဲ့ပြီဖြစ်ပါတယ်။ဒါအပြင်ဆရာဝန်များလာရောက်ပင့်ဆောင်မှာကလည်းလိုက်လံဟောပြောပေးပါတယ်။ရှေ့ပိုင်းကာလမှာဆရာများကတရားမဟောဖို့တားမြစ်ကြတာဟာစာပေတင်ကြားရေးကိစ္စများမှာကြော့သွားမှာဆိုလို့ဖြစ်ပါတယ်။ အခုခါမှာတော့စာပေတင်ကြားရေးဘက်မှကိစ္စပီးစီးတွေကိုတရားဟောဖို့ချိန်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။အရှင်ဝိမလတရားဟောကြားဖို့နဲ့ပတ်သက်လို့ဆရာတော်ဗဒနာအလောကမှာအခုလိုမိန့်ကြားတော်မူခဲ့ပါတယ်ရှင်။ဦးဇင်းမြလို့ရဲ့နန္တကိုရင်ကျေးဇူးတော်ရှင်ဖြစ်တော်မူတဲ့မောဟုတ်ဆရာတော်ဘုရားကြီးတို့ရဲ့လောင်းလျာအရှင်ဝိမလတို့ဖြစ်ကဒီရလဲဓမ္မဂတိကတို့ခေစားခဲ့ကြပါတယ်။ ပေါ်များခဲ့ကြပါတယ်လူကြိုက်လည်းများခဲ့ကြပါတယ်အဲ့ဒီခေတ်ကတရားဟောတဲ့နေရာမှာအတန်ကိုအပိအဟအဆိုင်ငင်းတွေနဲ့ခေါ်ကြတာကိုအဲ့ဒီလိုဟောနိုင်မှလည်းပဲဓမ္မဂတိကဆိုတာဖြစ်ကြတာကိုအချို့ဓမ္မဂတိကတွေများဇပ်ပွဲနဲ့တောင်မှ ပြိုင်းပြီးတော့ခေါ်ကြတယ်ဆိုပဲမဟုတ်ဆရာတော်လောင်းလျာလေးအရှင်ဝိမလကတော့အတန်ကိုအပိအဟအရှာငင်တွေနဲ့မဟောပါဘူးရိုးရိုးပဲခေါ်ပါတယ်အရှင်ဝိမလကရိုးရိုးခေါ်တာတောင်မှတန်ကအောင်လဲအောင်တယ်ကျေလဲကျေပါတယ် တရားဟောခဲ့တဲ့နေရာတွေကတော့အမရပူရမြို့ဥပိန္ဒရာရဲ့နေတောင်မင်းကြီးဖရာရင်ပြင်းတို့အဲ့ဒီနာကတတထာနရေလောင်ဇယတဲဆောင်တို့မှာဟောခဲ့ပါတယ်ဒါအပြင် အမရပူရမြို့လည်းအောင်မြေရှိပုံများစွာဘုရားတောင်ပဲစေရမှာလည်းပဲခေါ်ခဲ့ပါတယ်အမဘုရားမျိုးတွေက ဝါတွင်ကာလတွေမှာဆိုရင်တော့အမရပုရမျိုးလည်းကရက်ွက်တွေမှာရှိတတ်တဲ့ဥပုသ္စရာတွေမှာလည်းပဲလိုက်ပြီးတော့ဟောပေးခဲ့ပါတယ် ဲ့ဒီကနေ့ဒုက္ခသစ္စာအကြောင်းကိုပြောမယ်။တရားနာကြတဲ့ဒကာဒကမတွေဒီခန္ဓာကိုယ်ကြီးရဲ့အမှန်တရားရလမ်းဟာသုတ်တန်လန်လို့မှတ်ထားကြပါအခုတရားနာနေတယ်ဆိုတာလေအခုတရားနာနေတယ်ဆိုညာတော့လေထိုင်နေရင်သုတ်တန်ကိုသွားနေတယ်လို့မှတ်ထားကြပါမရဏံပြိဒုက္ခသစ္စာလို့ဆိုသည့်အတိုင်းဒုက္ခသစ္စာစီကိုမရောက်ရောက်အောင်သွားနေတယ်လို့မှတ်ပါ လုံတန်တော်လန်းကိုဘယ်သူကပို့နေတာပါလိမ့်မလို့လို့မင်းလို့ရှိရင်ဇာတိကဇရာစီကိုပို့တယ်ဇရာကဗျာတိစီကိုပို့တယ်ဗျာတိကမရဏစီကိုပို့တယ်လုံတန်တော်လန်းကိုဇာတိကပို့နေတယ်ဆိုတာထင်ရှားပါပြီဒကာဒကမတို့ဇာတိမိဒုက္ခသစ္စာပဋိသင်္နေနေမှုကလည်းဆင်းရဲတာပဲဇရာမိဒုက္ခသစ္စာခန္ဓာရလာတော့အိုခြင်းဒုက္ခတွေနဲ့တွေ့ရပြန်ပြီ ဇာတိပိဒုက္ခသစ္စာနာကျင်ဆင်းရဲနဲ့ကြုံရတယ်မရဏပိဒုက္ခသစ္စာတေခြင်းဆင်းရဲစီကိုမရောက်ခြင်းနဲ့ရရတယ်ဆိုတာဇာတိရှိခဲ့လို့ပါတက္ကမလို့ဒါကြောင့်ဇာတိတိမ့်လို့ရှိရင်သုတ်တန်သွားတဲ့ခြေလံတိမ့်ပြီလို့အောင်းမေးပါသုတ်တန်သွားတဲ့ခြေလံတိမ့်ဖို့မေခင်လို့ကိုကြိုးစားအားထုတ်ရမယ်ကြိုးစားကြပါလို့လည်းတိုက်တွန်းပါတယ်ကဲဒီနေ့ဒီရင်တော်ကြသော ံကြားပြည်တညာရှင်သက္ကရေ1289ခုနှစ်အရှင်ဝိမလယဟန်ခုနဝါရချိန်မှာတော့ဥယျာဉ်တော်ရွာရှိမေတော်ကျမ်းမာရေးချွင်ရင်းလာတာကြောင့်တွားရောက်ပြုစုခဲ့ပါတယ်မေတော်ရဲ့နောက်ဆုံးဆန္ဒအတိုင်းတန်ခါတော်အရှင်သူမြတ်များအားပင့်ဖိတ်ပြီးတပိတ်သင်္ကန်းတို့ကိုထူလန်းစေခဲ့ပါတယ်မေတော်ဟာတန်ခါတော်များအားတပိတ်သင်္ကန်းတို့ကိုကိုယ်တိုင်ကပ်လူကရေစက်ချအမျှပေးဝေပြီးတဲ့နောက်မျက်နာမူရကြီးလင်းစွာဖြင့်ကွယ်လွန်နှိမ့်ဆရောက်သွားပါတယ် ခမဲတော်ကြီးကတော့အရှင်ဝိမလယဟန်ငါဝါရခြင်းကပင်ကွယ်လွန်သွားခဲ့ပါတယ်။ခမဲတော်နဲ့မဲတော်ကွယ်လွန်ခြင်းဟာအရှင်ဝိမလအတွေ့အနိစ္စသဘောကိုဆင်မြင်ပြီးတရားဘက်သို့ဆက်ရောက်အောင်တွန်းပို့ပေးတယ်လို့လည်းဖြစ်ခဲ့ရပါတယ်ရှင်။မိုးကိုစရာတော်လောင်းလျာအရှင်ဝိမလဟာစာချဘုန်းကြီးတပါဖြစ်နေလေအောင်မြင်ပါတယ်။ဓမ္မဂရိကဖြစ်နေတရားဟောတရားပြရမှာလေအလွန်ကောင်းပါလေ။အဲ့ဒီလို စာချဘုန်းကြီး ဓမ္မဂတိကအပြင်ကျမ်းပြုအရာမှာလည်းပဲသင်ရှားပြောကြားခဲ့ပါတယ်။စာသင်သားတွေစာဝါလိုက်တဲ့နေရာမှာလွယ်ကူစေဖို့ယမိုက်ဆိုင်ရာယမကမင်းစရီကျမ်းကြီးကို တနှစ်ခါချင်းယူရေးသားပြီး1289ခုနှစ်မှာထုတ်ဝေခဲ့ပါတယ်။အဲဒီကျမ်းကြီးကိုလည်းပဲစာသင်သားတွေကနှစ်သက်လက်ခံခဲ့ကြပါတယ်။စာသင်သားတွေအတွက်ကျေးဇူးများတဲ့ ကျမ်းစာတကြောင်ပြုစုပေးတော်မူခဲ့တဲ့အရှင်ဝိမလကိုလည်းလေးလေးစားစားနဲ့ကျမ်းပြုဆရာတော်တပါးအဖြစ်သိမှတ်ပြုခဲ့ကြပါလေ။အဲဒီလိုနဲ့စာချဆရာတော်လေးအရှင်ဝိမလဟာကျမ်းစာတွေကိုရေးသားရင်းစာချရင်းတစ်ဖက်မှာလူတွေကိုတရားဟောရင်းနဲ့လောကိစ္စတွေကြားမှာနင်းမြုပ်နေခဲ့ပါလေ။သံဃာတွေကြားနဲ့လူတွေကြားမှာ အလုတ်ကိစ္စတွေနဲ့ညံများနေတဲ့အရှင်ဝိမလကိုငယ်စဉ်ကတည်းကအကိုကြီးရင်းပမှာအနိက ဆုံးမသွန်သင်လာခဲ့တဲ့ဘုန်းတော်ကြီးဥနာကဝန်သားကတရားဟောတာဟာကုသိုလ်ရယုံပါပဲကွာစားချတာလည်းထို့အတူကုသိုလ်ရယုံပါပဲဒါကြောင့်ရေးကြီးတဲ့ကိုယ်ကိစ္စတွေကြီးစည်းဖို့လုပ်ဖို့လိုပါသေးတယ်ယခုအချိန်ရောက်ပါပြီတတိပေးတော်မူခဲ့ပါတယ် င်ဒီဟာကောင်းလာပါဦး来来来，你也为么那累的？对呀对呀，哎，你也看那包好一点。 င်းလဲနေတိုင်းတရားဟောရအစားစားနဲ့ပင်မရောပေါ့ပင်မမဟုတ်ပြာအေးတရားဟောတာကတော့ကုသိုလ်ရအောင်ပါပဲကွာစားစားတာလည်းထို့တူပဲကုသိုလ်ရအောင်တော့ပါပဲအဲ့ဒါကြောင့်ကိုယ်ကိစ္စကိုစေချရအောင်လုပ်ဖို့လိုသေးတယ်မှန်ပါဗျာခုအချိန်ခါရောက်နေပြီဝိပဿနာလုပ်ဖို့လည်းကြိုးစားပြီးအားထုတ်ပါဦး ရောက်ရုံမြင်တန်ကြားပြည်တင်များရှင်ဘုန်းတော်ဤဥနာခဝင်သားရဲ့တတိပေးဆုံးမစကားကိုကြားရခြင်းမှာတော့ကျမ်းပြစာချဓမ္မကတိကကိုရော်လီဦးမလဟာရင်းနှဲမှာဒင်းကနေတုံလုံးခြောက်ခြားသွားခဲ့ရပါတယ်။ဒါကြောင့်လဲဖက်ဖက်မဏီကပြေတော်ဆင်ញင်ပြီးတဲ့နောက်မှာ အရှင်ဝိမလဟာစာချခြင်းစာပြန်ခြင်းတရားဟောခြင်းတို့ကိုအတိုင်းတာကန့်သက်လိုက်ပါတော့တယ်။အဲ့လိုသူ့ဇာခွင့်နဲ့သူဆောင်ရွက်ဖို့လှုပ်ဆောင်ပြီးတဲ့နောက်မှာတော့ ပြန်တဲ့အချိန်တွေကိုကိုယ်ခိတ်ဆတဲ့အချိန်သတ်မှတ်ခါတရားအလုပ်ကိုစိတ်ပါလက်ပါကြိုးစားအားထုတ်လုပ်ဆောင်တော်မူခဲ့ပါသည်အရှင်ဝိမလဟာပရိပတ်တိဘက်ကိုလွန်စွာမှဆင့်ညွတ်ပြီးအားထုတ်လုပ်ဆောင်နေခဲ့ပြီဖြစ်ပေမဲ့ပရိယတ်တိသာသနာအတွက်တာဝန်တွေကိုမလင်ဟရအောင်ထမ်းဆောင်နေစေဖြစ်ပါသည်ပြီးဒီမှာညဝါပို့ချမှုများကိုလည်းနေ့စဉ်မပြတ်မကွက်ပို့ချပေးခဲ့ရှိသလိုစာသင်သားတန်ခါများဟာလည်းရှိရလိုပဲရောက်လာမစဲတဲတဲတဲရှိနေပါတော့တယ်ရှင် 군단어 군단어 군법신도 군법신도 나무 나무 안디대디군다 군단다 군법신도 군법남다남다 야아 야아 나나비세나나나비나나나비야 단디피 나나비 ေးဇူးတော်ရှင်ဖြစ်တဲ့ကျေးဇူးတော်ရှင်မုဂုတ်ဆရာတော်ဘုရားကြီးဟာညဝါကျော်ဖြစ်တဲ့ဆရာကြီးဦးအောင်ရဲ့ထံမှာကိုရင်ဘွားနဲ့6နှစ်ရမ်းဘွားနဲ့6နှစ်စုစုပေါင်း12နှစ်လောက်ဝိဓမာညဝါတွေကိုတည်တည်ချာချာကြာကြာနာနာနိနိကကလက်ထက်တင်ယူခဲ့ရတာဆိုတော့ဝိဓမာနဲ့ပတ်သက်လာလို့ရှိရင်ကောင်းစွာဟောနိုင်ပြောနိုင်ရေးသားနိုင်ပို့ချနိုင်တယ်။ဒါကြောင့်လည်းပဲ ဆရာတော်ဤစီမှာစာလိုက်ကြတဲ့သာသနာ့တန်ဃာတော်တွေကတို့ရဲ့စာချဆရာတော်ဖြစ်တဲ့ဆရာတော်ဥဝိမလဟာသဘောအိဗ္ဗေနဲ့ပဋ္ဌာန်းချတဲ့နေရာမှာတိတ်ပြီးတော့ကောင်းတာပဲအများနားမလဲတာတွေကိုနားလဲအောင် မရှင်းတာတွေကို ရှင်းအောင်ဥပမာဥပမာရည်နဲ့ဆောင်းပြီးတော့သဘောအိဗ္ဗေနဲ့ပဋ္ဌာန်းချတဲ့နေရာမှာတိတ်ပြီးတော့ကောင်းတယ်ဆရာတော်ဥဒမတာမီတို့ဆရာတော်ဥဟာဆရာတော်ကတော့တရုတ်တွေတိတ်နိုင်ရတာပဲ တရုတ်တွေကိုသူ့အပုံလေးတွေနဲ့သူတူရတူရပုံပြီးတော့တရုတ်နဲ့ခြားခြားတဲ့နေရာမှာပဋ္ဌာန်းချတာသိတ်ကောင်းကြတာပဲသူ့နေရာနဲ့သူ သူ့နီးနဲ့သူပဋ္ဌာန်းချတာတော်ကြတာပဲလို့မင်္ဂလာတိုက်ပင်မှာစာလိုက်ကြတဲ့သာသနာတန်ဃာတော်တွေကမင်္ဂလာတိုက်ရဲ့စာချဆရာတော်ကြီးတွေကိုဒီလိုပဲချီးကျူးတော်မူခဲ့ကြပါတယ်ဒါပေမဲ့စာချဆရာတော်လေးဖြစ်တဲ့ဆရာတော်ဦးမလာကတော့သူ့ရဲ့ဆရာဖြစ်တဲ့ဆရာကြီးဦးအောင်ကိုမမိဘူးလို့ဒီလိုပဲခံယူထားပါတယ် သာသနာဖြစ်တဲ့သာသနာတန်ဃာတော်တွေကိုဆရာတော်လေးဦးမလာကဒီလိုမိန့်ရှိခဲ့ပူပါတယ်။ရှင်ဖျားတို့တပည့်တော်တို့ရဲ့စာချဆရာဖြစ်တဲ့ဆရာကြီးဦးအောင်ကပြောခဲ့ပူပါတယ်။သူ့ကိုစာတင်ပေးတဲ့ဆရာတော်ကြီးဥဒေသာဟာ မန္တလေးမြို့မန္တလာယာမတိုက်တည်ဆရာတော်ဖျားကြီးပါ။မရပူရမြို့ဟောင်းဤကျောင်းတိုက်ကပြောင်းလာတာမို့လို့ဤဆရာတော်လို့လည်းပဲနာမည်ပြန်ပါတယ်။ဤဆရာတော်ဖြစ်တဲ့ဆရာတော်ဖျားဥဒေသာဟာ ဗိဓမာညဝါနဲ့ပတ်သက်လာလို့ရှိရင်ကောင်းစွာနိုင်နေတော်မူတယ်။မာတိကာဓာတုကထာယမိုက်ပဋ္ဌံဘယ်နေရာကပဲမေးမေးဘယ်နေရာကပဲဆန်းဆန်းမေးခြင်းတဲ့အချိန်မှာမေးအချိန်မရွေးဒုက္ခနဲ့ဒေါက္ခနဲ့ဓက္ခနဲ့ဒီလိုဖြေနိုင်တော်မူပါတယ်။အဲ့လိုဗိဓမာကိုနိုင်နေတော်မူလို့လည်းပဲဗိဓမာရဲ့အောက်ပိုင်းအလယ်ပိုင်းအထက်ပိုင်းမာတိကာဓာတုကထာယမိုက်ပဋ္ဌံတွေကိုတစ်ချိန်နဲ့တစ်ပြိုင်နဲ့ပို့ချနိုင်တယ်။ ဘလို့ပို့ချသလဲဆိုလို့ရှိရင်ကြောင်းခမ်းမကြီးထဲမှာဒီဗန္နာကဓာတုကထာဆိုကြမဲ့တန်ဃာတော်တွေကိုတဝိုင်းခုနားလေးမှာဓမိုက်ဆိုကြမဲ့တန်ဃာတော်တွေကိုတဝိုင်းဟိုဗန္နာကြတော့ပဋ္ဌာန်းကျွတ်ကြမဲ့တန်ဃာတော်တွေကိုတဝိုင်းအဲ့လိုဝိုင်းသုံးဝိုင်းဖွဲ့သေးပြီးတော့ဝိုင်းသုံးဝိုင်းရဲ့အလယ်မှာဆရာတော်ဘုရားကြီးကကလထိုင်ကြီးပေါ်ဝင်းထိုင်ပြီးကဲရွတ်ကြဆိုကြဆိုရွတ်ခိုင်းဆိုခိုင်းပြီးတော့ဆရာတော်ကြီးကနားဆင်ပြီးတော့နေတယ် အဲ့ဒါတဝိုင်းဝိုင်းကမှားသွားပြီဆိုလို့ရှိရင်ဆရာတော်ဘုရားကြီးကလှမ်းပြီးတော့ရောက်ကနေဓာတ်ကနေလှမ်းပြီးတော့ထောက်တယ်ဆရာတော်ဘုရားကြီးကဝိုင်းသုံးဝိုင်းရဲ့အပေါ်မှာနားဆွဲထားတာဆိုတော့မှားရင်မှားမှန်တန်းပြီးတော့သိတယ်အဲ့လိုအဘိဓမ္မာစာဝါတွေကိုအဲ့လိုပို့ချတော့နှစ်ဝါးသုံးဝါးတစ်ချိန်နဲ့တစ်ပြိုင်နဲ့ပို့ချလို့ရတယ်လို့ပြောနိုင်တာပေါ့ဆရာတော်ကြီးဖြစ်တဲ့ဆရာတော်ဥဒေသာအကြောင်းကို သူ့ရဲ့ဆရာဖြစ်တဲ့ဆရာကြီးဦးအောင်ကအဲ့လိုပဲချီးကျူးခဲ့ပါတယ်နောက်ဆရာကြီးဦးအောင်က ဘာဆက်ပြောသေးတယ်လဲဆိုတော့တို့လဲတို့ဆရာကိုအားကြပြီးတို့ဆရာလိုဖြစ်အောင်ကြိုးစားမယ်ဆိုပြီးတော့ကြိုးစားတာပဲဒါပေမဲ့တို့ဆရာဖြစ်တဲ့ဆရာတော်ဘုရားကြီးဥဒေသာကိုမှမီပါဘူးစာလာပြီးမင်းပြီဆိုလို့ရှိရင်ယမိုက်ဖြင့်ယမိုက်ပဋ္ဌာန်းဖြင့်ပဋ္ဌာန်းတစ်ချိန်မှာတစ်မျိုးပဲပြောလို့ဖြေလို့ရတယ်ဒါပေမဲ့ဆရာကြီးဦးအောင်အိတ်နေပါသေးရောအဲ့ရကနှုတ်ပြီးတော့မေးမယ်ဆိုရင်ဆရာကြီးဆရာကြီးအဲဘယ်နေရာမှာတော့ဖြစ်ဘလို့ဖြစ်နေလဲ ဘယ်နဲ့တော့လို့မေးရင်ဒိုးကနေတောက်ကနေဓာတ်ကနေဆရာကြီးဦးဝန်းကတန်းပြီးတော့ဖြေနိုင်တယ်ဆရာကြီးဦးဝန်းကလည်းအဲ့ဒီလောက်ထိကိုတော်တာပါပဲအဲ့ဒါကိုပဲတပည့်တော်ကလည်းအားကြလွန်းလို့ဒိုးဆရာကြီးလိုဖြစ်အောင်ကြိုးစားမယ်ဆိုပြီးတော့ကြိုးစားတာပဲဒါပေမဲ့ဆရာကြီးကိုမမိပါဘူးစာလာမေးပြီဆိုလို့ရှိရင်ဆရာကြီးလိုတန်းပြီးတော့မဖြေနိုင်တော့ဘူးပစ္စည်းကဘာတော့ပြစ်စနစ်ကဘာတော့ မေးမြန်းပြီးမှစစ်စစ်ပြီးမှဖြေနိုင်တော့တယ်လို့ရှေ့ရှေ့ကိုနောက်နောက်ကမမီတော့ဘူးလို့သာချစီရော်လေးဦးမလာကအဲ့လိုအမိန့်ရှိခဲ့ဘူးပါပဲ။ နိဗ္ဗာန်ယောဤနိဗ္ဗာန်ယောဤဥပစယောဥပစယောအစတမျိုးအစတမျိုးဒုရတဖုံဒုရတဖုံယောမစုံခင်ယောမစုံခင်သိချင်းဟုသမယတိ၎င်းသိချင်းဟုသမယတိ၎င်းတန္တတိတန္တတိခုနောဆက်ဆာသရောဆက်ဆာအထထဖြစ်ခြင်းတိ၎င်းသရတမိတိ၎င်းသရတာသရတာရှင်ယောတိအဖြစ်တိ၎င်းရှင်ယောတိအဖြစ်တိ၎င်းအနိစ္စတာအနိစ္စတာ တာမမြဲသည်အဖြစ်ဒီ၎င်းမမြဲသည်အဖြစ်ဒီ၎င်းလက္ခဏာရူပနာမလက္ခဏာရူပနာမလက္ခဏာယုံမြည်၏လက္ခဏာယုံမြည်၏ရောက်ရွံ့မြင်တန်ကြားပြည်သူများရှင်ဆရာကြီးဦးမရှိတော့တဲ့နောက်မှာကျန်ရစ်တဲ့တပည့်ကြီးများကအသီးသီးတောင်းဝန်ခွင့်ဝေပြီးအဘိဓမ္မာညဝါတွေကိုဖို့ချပေးနေကြပါသည်တပားကမာတိကတပားကဓာတုကထာတပားကယမိုက်တပားကပဋ္ဌံစသဖြင့်တောင်းဝန်ခွင့်ဝေပြီးနေ့စဉ်မပြည့်ဖို့ချပေးနေကြပါသည် ဒီလိုစာချရမှာတစ်ပတ်နဲ့တစ်ပတ်စာချချိန်မတိုက်အောင်အချိန်ကိုလွှဲထားပေးကြပါလိမ့်။ဒါဟာစာသင်သားများအနေနဲ့မာတိကတင်းနီယာမှာရမိုက်ဒုမဟုဒါရုကထာဒုမဟုပဋ္ဌံစသဖြင့်အခြားမိမိထပ်မံလိုက်လို့တဲ့ညဝါများကိုသွားလိုက်နိုင်အောင်စီစဉ်ပေးထားခြင်းဖြစ်ပါလိမ့်။ဆရာတော်အရှင်ဝိမလအနေနဲ့လည်းတပည့်များကိုစာချယုံတက်တက်သားမဟုတ်တော့ဘဲတရားလုပ်တွေကိုတည်ထောင်ချင်းပေးပြီးလက်တွေအလုပ်လုပ်နေခဲ့ပြီဖြစ်ပါတယ်။ဒါအပြင်မိမိလိုပဲတခြားသူများကိုလည်း တရားအထုတ်လို့စိတ်ဖြစ်ပေါ်လာအောင်ပုရုษနလင်းပြကျမ်းဆိုတဲ့ကျမ်းငယ်လေးတစ်ကြောင်ကိုလည်းရေးသားပြုစုခဲ့ပါသေးတယ်။အဲ့ဒီနောက်မှာတော့သက်တော်29နှစ်ဝါတော်ဆေဝါရလာပြီဖြစ်လို့မထင်းစင်းဝင်လာခဲ့ပြီဖြစ်တဲ့အရှင်ဝိမလဟာပရိယတ်တိသာသနာတော်အတွက်ရောပရိပတ်တိသာသနာတော်အတွက်ပါတာဝန်တွေကိုလေ့စင်မပြည့်ထမ်းရွက်လျက်ရှိပါတယ်ရှင်။